ယူကျူကမိတ်ဆွေညီကိုတွေအားလုံးမင်္ဂလာပါ။အနေညာတော့ကျွန်တော်ရဲ့ EIM 1 9000တန်ရောင်းပွဲကတော့9ရက်ဆက်တိုက်အောင်မြင်မှုရရှိခဲ့ပြီးတော့ဝဟန်9ပေါင်းအောက်ဆိုတဲ့ထိုးကွက်နဲ့ကျွန်တော်မှန်ကန်အောင်ကျွန်တော်ရွေးချယ်နိုင်ခဲ့ပြီးတော့ကျွန်တော်ရဲ့ member ဝင်တွေကိုလည်းကျွန်တော်လက်ဆောင်ပို့ပေးခဲ့ပါတယ်။မနေ့ကကျွန်တော်ရဲ့ EIM 1 member ကွဲစင်ကိုလည်းကျွန်တော်ဝဟန်9ပေါင်းအောက်ပဲရွေးချယ်ခဲ့ပါတယ်။ ။အကြောင်းမလို့ကျွန်တော်မနေ့က VIP ticket member တွေလည်းဖွင့်လာခဲ့ပြီးတော့ကျွန်တော်ရဲ့ member တွေကျွန်တော်ရဲ့ VIP ticket တွေဝယ်ဆော့တဲ့ fan တွေလည်းအကုန်လုံးအဆင်ပြေနိုင်ပွဲရရှိခဲ့တဲ့ Monday night ပွဲစဉ်တွေလည်းဖြစ်ပါတယ်။အနေကကျွန်တော်တုံးသက်ရွေးချယ်ပေးခဲ့တဲ့အချက်လက်တွေနဲ့ကြည့်မယ်ဆိုရင်တော့မိတ်ဆွေတို့လည်းအကျိုးအမြတ်များစွာရရှိမယ်လို့တော့ကျွန်တော်မှယုံကြည်ထားပါတယ်။ဒီနေ့ရှင်ပြိုင်မဲ့ချန်ပီယံလိဝဲစင်တွေထဲကမှကျွန်တော်ရဲ့ BIMB တင် member ပွဲစဉ်နဲ့ BIMB တင်ရောင်းပွဲတဲ့ထွက်ရှိထားပါတယ်။လာရောက်ဆောင်သန်းကျင်တဲ့မိတ်ဆွေညီပူတွေရှိရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့09003953596တို့လာရောက်ဆက်သွယ်မြင်းမြန်းနိုင်ပါတယ်။ဒီနေ့မှချင်းပြိုင်မဲ့ Champion League ပွဲစဉ်၉ပွဲထဲကမှကျွန်တော်တပွဲသာသုံးသက်ရွေးချယ်ပေးမှဖြစ်ပြီးတော့ Champion League ပွဲစဉ်တစ်ပွဲနဲ့ကျွန်တော်ထိထိမိမိသုံးသက်ချက်တွေနဲ့ကျွန်တော်သုံးသက်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်တော့ ချန်ပီယံလီးပွဲစဉ်၉ပွဲထဲမှာကျွန်တော်ရဲ့ BI meeting member နဲ့ BI meeting ရောင်းပွဲနဲ့ member ပွဲတွေကိုကျွန်တော်ရွေးချယ်ရမှာပွဲစဉ်တွေများနေတာကြောင့်ဒီနေ့မှာတော့ကျွန်တော်ရဲ့ fan တွေအတွက်ကျွန်တော်ကောင်းမွန်ဆုံးပွဲတစ်ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ BI meeting record တွေကတော့ကျွန်တော်16ပွဲရွေးချယ်ပေးရမှာ15ပွဲထိအနိုင်ရရှိထားပြီးတော့၄ပွဲသာကျွန်တော်ရှုံးနေထားတဲ့ကျွန်တော်ရဲ့ BI meeting အောင်မြင်ဆုံး record တွေလည်းဖြစ်ပါတယ် ျွန်တော်ရဲ့ VIP တက်တွေဝယ်ယူခြင်းနဲ့မိတ်ဆွေညီကိုတွေရှိရင်ကျွန်တော် Viber မှာဟိုင်းပါကျွန်တော်ကိုစစ်တာပေးတဲ့ပွဲကိုပဲဆော့ကစားပါကျွန်တော်ကိုဆော့တကမတက်ပါနဲ့ကြိုက်မဝယ်ပါတချို့လာဝယ်တဲ့ customer တွေကစကားတွေအများကြီးပြောပြီးတော့ ဲ့လို customer မမျိုးစုံကျွန်တော်တဘောမကြပါဘူးကျွန်တော်ရဲ့ record တွေ Telegram channel ကို drive ပြီးမိတ်ဆွေတို့တွားကြည့်ပါကျွန်တော်နေ့တိုင်းကိုကျွန်တော်ရဲ့ record တွေကိုအောင်ရှုံးရှုံးကျွန်တော်အများတန်းကိုတင်ပေးထားပါတယ်ကျွန်တော် wifi နဲ့တော်တော်ပြန်မှာမဟုတ်ပါဘူးဒါကြောင့်မလို့တိုင်းနဲ့တက်တဲ့မိတ်ဆွေတွေရှိရင်လာဝယ်လို့ရပါတယ်เนาะကျွန်တော်နဲ့ရေချီလက်တွဲရေးမိတ်ဆွေတို့အဆင်ပြေရမယ်ဆိုကျွန်တော်မှအမခံထားပါတယ် ချန်ပီယံလိပွဲစဉ်၃အဖြစ်ရှင်ပြိုင်ကစားသွားမဲ့အာဆင်နယ်နဲ့အတ္တတန်ဒီကိုမက်ဒစ်အသင်းတို့၏ပွဲစဉ်ကိုကျွန်တော်မှရွေးချယ်တုံ့တက်ပေးသွားမှာလည်းဖြစ်ပါတယ်။အာဆင်နယ်ကတော့ချန်ပီယံလိပွဲစဉ်၃ပွဲရှင်ပြိုင်ပြီးရမှာ၂ပွဲစလုံးကိုကြေးအောင်မြင်ထားတဲ့အသင်းဖြစ်တာကြောင့်ဒီနေ့မှရောထပ်မံပြီးကြေးအောင်မြင်မှုရရှိနိုင်မလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အသင်းလည်းဖြစ်ပြီးတော့အာဆင်နယ်ကတော့လက်ရှိပြီးများလိအဆင့်တက်နေရမှာဦးဆောင်နေတဲ့အသင်းဖြစ်ပြီးအာဆင်နယ်ရဲ့အိမ်ခွင့်စောင့်ဆောင်ကြီးကတော့ ီးမြန်းလီမှာ၃ဘွဲ့နိုင်တဲ့ဘွဲ့တည်ရလက်ထပ်ပေါ်ထားပြီးတော့ရ96ကိုတွင်းယူထားနိုင်ပြီးခန်းစစ်ကတကိုးသာခွင့်ပြုထားတဲ့အတင်းကောင်းတင်းလဲဖြစ်ပါတယ်။ရှင်ပြန်ကြီးကတော့ဒီညမှာတော့အက်တလန်တီကိုကိုဘလို့ကစားသမားလိုင်းနန်နဲ့ပွဲထွက်လာမလဲဆိုတာတော့အာတီတာရဲ့အပေါ်မှာမူတည်နေတဲ့ပွဲစဉ်လည်းဖြစ်ပြီးတော့ဒီပွဲပြီးရင်တော့အာဆင်နယ်ကလန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ခရစ်စတယ်ပယ်လစ်နဲ့ပြင်းပြလိပွဲစဉ်ကိုထပ်မံပြီးရှင်ပြိုင်သွားမယ်အတင်းလည်းဖြစ်ပါတယ် အာဆင်နယ်ကတော့နောက်ဆုံး၅ပွဲမှာ၅ပွဲစလုံးကိုအနိုင်ရရှိသွားပြီးတော့လောင်ကြီးအောင်မြင်မှုအပိုင်းမှာတော့အာဆင်နယ်ကနျူကာဆယ်နဲ့တပွဲတာအပြည့်အဝပျော်ရွှင်ခွင့်ရရှိသွားပြီးတော့အိုလံပီယာကွန်နဲ့အသင်းနဲ့ပွဲစဉ်မှာလည်းပြားစွန်းတာအောင်မြင်မှုရရှိသွားပြီးတော့ဝဟန်းနဲ့အသင်းပွဲစဉ်မှာလည်းပြားစွန်းတာအောင်မြင်မှုရရှိသွားတဲ့အသင်းလည်းဖြစ်ပါတယ်။အတလန်တီကိုမက်ထရဲ့ဆွမ်းဆောင်ရည်ကတော့ ချက်မြန်လေးပွဲတင်တပွဲရှင်မြိုင်ပြီးရမှာတပွဲသာအနိုင်ရရှိထားပြီးတော့တပွဲရှင်ရလက်ထပ်ပေါ်ထားတဲ့အတင်းနဲ့ဖြစ်ပါတယ်အတလန်ဒီကိုရဲ့ချက်မြန်လေးလောင်ကြီးအောင်မြင်မှုအပိုင်းမှာတော့နှစ်ပွဲစလုံးကိုလောင်ကြီးအောင်မြင်မှုရရှိထားတဲ့အတင်းလေးဖြစ်ပါတယ်။လဘဘူးနဲ့ရှင်ပြိုင်နဲ့ရှင်ပြိုင်ရှင်တုံးကပြားသုံးတယ်လောက်လောင်ကြီးအောင်မြင်ခဲ့ပြီးတော့ဖလားဖန်နဲ့အတင်းပွဲဝဲစစ်မှာတော့အပြည့်အဝပျော်ရွှင်ပွဲရရှိထားတဲ့ဒီကိုရဲ့စွမ်းဆောင်ရည်ကိုလည်းကျွန်တော်တို့မေ့ထားလို့တော့မရပါဘူး။အတလန်တီကိုကတော့ စပိန်လာလီကအဝေးကွင်းစမ်းဆောင်ရေးညံ့ပြင်းတဲ့အတင်းတတင်းလေးဖြစ်ပြီးတော့အဝေးကွင်းစမ်းဆောင်ရေး၄ပွဲမှာ၃ပွဲတည်းရတပွဲတာတပွဲရှုံးနေထားတဲ့အတင်းတတင်းဖြစ်တာကြောင့်လက်ရှိရှင်ပြန်ရမယ့်အင်္ဂလန်မြန်မာတော့လုံးကန်သွားရနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့် SSG မတ်ရဲ့အတင်းလေးဖြစ်ပါတယ်တီကိုမှာတော့ဒန်ယာလူစင်းရင်တွင်ကျင်းစင်နေပြီးတော့ကစားသမားတယောက်တာဒန်ယာရရှိထားတာကြောင့်ဒီနေ့မှာတော့ ဒီပြဒီကိုစင်မျိုးနီရဲ့ရွေးချယ်စရာကစားသမားအများအများ ရှိနေတဲ့အတင်းလည်းဖြစ်ပါတယ်ဒီပြစင်မျိုးနီကတော့2021ခုနှစ်ကနေတီကိုကိုစတင်တိုင်တွဲလာတဲ့ဒီပြဖြစ်ပြီးတော့လက်ရှိ2025အထိ14နှစ်သာကာလအတွင်းအကောင်းဆုံးစောင့်ဆောင်ရေးကိုချပြထားနိုင်တဲ့ဝိုင်းရင်ဒီပြတဦးလည်းတဦးလည်းဖြစ်ပါတယ်လက်ရှိဟာဒီကတ်ဂျေဒန်ဖွင့်လှစ်လာမှုမှာတော့အာဆင်နယ်က အလုံးစဲပြားနိုင်ဂိုးပေါင်းတူးရှုံးတို့ဖြွင့်လင့်ထားပါတယ်ဒီခြေတန်းအနေသားကိုကြည်ချင်းအပြစ်တော့အာဆင်နယ်ရဲ့ဖြွင့်လင့်ထားတဲ့ခြေတန်းကအင်မတန်ကိုပျော့ပြောင်းနေတဲ့ဖြွင့်လင့်မှုခြေတန်းလည်းဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်တော့ခြေတန်းလေးကိုရှင်ပြီးမိတ်ဆွေတို့ကိုပျော့ပြရရင်တော့လီဗာပူးရဲ့အိမ်ပွဲမှာတွေ့ဆုံချိန်တုန်းကအတလန်တီကိုမက်ထစ်ကိုလီဗာပူးက1-30အရှုံးဂိုးပေါင်း330ပြားအရှုံးဆိုပြီးဖြွင့်လင့်ထားပါတယ်။ဒီနေ့အာဆင်နယ်ရဲ့လက်ရှိခြေတန်းကတော့100ပြားအနိုင်ဖွင့်လင့်ထားပြီးတော့ဘိုးပေါင်းတူးချုံဆိုတဲ့ ပုံစံနဲ့ဘူဂီတွေကဖွင့်လှစ်ပေးထားတာကိုတွေ့ရှိထားတာကြောင့်ဒီဘဘူးကွဲတဲ့ကအတီကိုပေးတဲ့ဈေးနဲ့ရှင်တော့ဘော်ဒီဂျေကူပေါင်းဂျေတာသာသာဖြစ်တည်တာချင်းမရှိတဲ့အာဆင်နယ်ရဲ့ပွဲတင်ကိုတွင့်မြင်ထားမှာဖြစ်ပြီးတော့အာဆင်နယ်နဲ့လီဘဘူးကပြင်းပြလိမှာဆိုရင်ဂျေတန်းကအာဆင်နယ်ကအသာရရှိထားတာကိုတွေ့ရှိထားပါတယ်။ဘာကြောင့်လဲဆိုရင်တော့ယူကာဆယ်အိမ်ကွင်းမှာလီဘဘူးက30အနိုင်ရရှိတုန်းကတောင်မှ ခြေသွမ်းချမှတ်နေတဲ့လီဗာပူးကနယူကာဆယ်ကို level 50ရှုံးနောက်တာဖွင့်လင်းလာခဲ့ပြီးတော့ယူကာဆယ်ရဲ့အိမ်ကွင်းမှာအာဆင်နယ်ကအောက်ရှောက်ရလက်တွေကောင်းမွန်မှုချင်းမရှိပေမဲ့လည်းယူကာဆယ်လိုအသင်းမျိုးကိုယူကာဆယ်က level -80 ကျုံရှိခြေတန်းဖွင့်လင်းခဲ့တာကိုတွေ့ရှိထားတာကြောင့်လီဗာပူးနဲ့အစင်းတဲ့အတင်းတို့ကြီးဈာမှာ -30 ကျေးတန်းတော့ဟနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာတော့မဖြစ်မနေ အာဆင်နယ်ကအနိုင်ရရှိမဲ့ဆိုရင်တော့အတနက်တီကိုဝေကွင်းဆွမ်းတော့ရင်ညံ့ပြင်းတဲ့အတင်းကို1-50အရှုံးတော့ပေးတင်ပါတယ်။ဘိုးပေါင်းတူးရှုံးဆိုတဲ့အနေအထားကလည်းအာဆင်နယ်ရဲ့ဒီနှစ်ရာသီမှာခန့်စစ်ကောင်းမွန်မှုနဲ့အတူပွဲတိုင်းကိုအာဆင်နယ်ကဂိုးသွင်းယူထားပြီးွားလို့ချင်းခန့်စစ်ကိုလုံးကျုံအောင်ကစားလေးရှိတဲ့ပုံစံကြောင့်ဘိုးပေါင်းတူးရှုံးဆိုတဲ့အနေအထားကတီကိုရဲ့ခန့်စစ်ကလည်းမာကျော်မှုရှိတဲ့အနေအထားကိုတွက်ဆပြီးတော့ဘိုဂီတွေကဖွင့်လင့်ထားတယ်လို့ကျွန်တော်မှယုံကြည်ထားပါတယ် ။ဒါကြောင့်မလို့ဝမ်းဆက်ပြားအနိုင်ကျေးတန်းတွေကအာဆင်နယ်အလွယ်တကူတီကူကိုတော့နှစ်ဘိုးပြက်အနိုင်ရရှိဖို့လေကူနိုင်တဲ့ဖွင့်လှစ်မှုကျေးတန်းလည်းဖြစ်ပါတယ်။2018မှာတွေ့ဆုံချိန်တုန်းကယူပါလီစီမီဖိုင်နယ်ပွဲစဉ်မှာတော့တီကိုရဲ့အိမ်ကွင်းမှာအာဆင်နယ်ကတကောကိုမရှိနဲ့ရှုံးနေခဲ့ပြီးတော့အာဆင်နယ်ရဲ့အိမ်ကွင်းမှာဘောဝမ်းဆိုတဲ့ဝဇက်ထပ်ပေါ်ခဲ့တာကိုတွေ့ရှိထားတာကြောင့်ဒီနေ့ပွဲစဉ်မှာလည်းအာဆင်နယ်ရုန်းကန်သွားနိုင်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ချန်ပီယံလိပွဲစဉ်မှာ6မှတ်အပြည့်ရရှိထားတဲ့အာဆင်နယ်ကတကယ်လို့ဒီနေ့ပွဲစဉ်မှာလည်း ဒီရလက်ထွက်ပေါ်ခဲ့မယ်ဆိုရင်တော့မှအာဆင်နယ်အတွက်ဘာမှမဖြစ်နိုင်တော့တဲ့အမှတ်ပေးစရာအနေထားကိုပူးဆောင်ထားနိုင်မှာဖြစ်တဲ့အတွက်လည်းအာဆင်နယ်အတွက်ဖိအားမရှိပါဘူးဒါကြောင့်မလို့ကစားသမားအပြောင်းလဲတွေပြုလုပ်လာနိုင်တဲ့အာဆင်နယ်ရဲ့ကစားကွက်အနေထားကြောင့်အက်တလန်တီကိုမတည့်ရဲ့ရှင်းကန်နိုင်စွမ်းကိုကျွန်တော်ယုံကြည်ထားတဲ့အတွက်အောက်တင်းဖြစ်တဲ့အက်တလန်တီကိုမတည့်ဘောဒီတချောင်းလဲကိုဒါကျွန်တော်ကြိုက်ညက်သက်ပါတယ်နောက်တဲ့ရွေးချယ်ပေးခြင်းလဲပွဲစဉ်တပွဲကတော့မိတ်ဆွေတို့အတွက် ချန်ပီယံရှစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကိုဗင်ဒတီနဲ့ဖို့စမောက်အတင်းတို့ဤပွဲစဉ်ကိုကျွန်တော်မှရွေးချယ်တုံ့တက်ပေးသွားခြင်းပါတယ်။ကိုဗင်ဒတီရဲ့လက်ရှိရှေ့ဆွမ်းကတော့ချန်ပီယံရှစ်မှာအဆင့်1နေရာနေဥဆောင်နေပြီးတော့အဆင့်2နေရာမက်ဒယ်ပြောင်းတဲ့တမတ်တာကွာဟနေတဲ့အနေအထားကြောင့်ချန်ပီယံလိချန်ပီယံရှစ်ပွဲစဉ်7ပွဲရှင်ပြိုင်ရမယ်ရှင်ပြိုင်ရရသေးတာကြောင့်ဒီနေ့ပွဲစဉ်မှာတော့မဖြစ်မနေနောက်နှစ်ပြင်းများလीကိုတန်တက်ခြင်းနဲ့ဆိုရင်တော့ကွန်မန်ဒတီကအနိုင်ခံဖို့ ရှိနေတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ကိုပင်တတိရဲ့နောက်ဆုံး၄ပွဲရှင်ပြိုင်ပြီးရမှာတော့ကိုပင်တတိက၄ပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့၄ပွဲစလုံး clean sheet ဆိုတဲ့ဆွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားတဲ့အတင်းကောင်းတင်းလည်းဖြစ်ပြီးတော့လမ်းဘက်ရဲ့ကြိုက်တွေမှုအောက်မှာတစ်ချိန်တိုးရှင်းစွမ်းထက်မြက်နေတဲ့အတင်းတင်းလည်းဖြစ်ပါတယ်ပို့စမောက်ရဲ့အတင်းကတော့အဆင့်၁၄နေရာမှာရက်တည်နေတဲ့အလေအလက်အတင်းတင်းဖြစ်ပြီးတော့ပို့စမောက်ရဲ့အင်ဝင်းဆွမ်းဆောင်ရည်ကတော့ ကောင်းမှုမှုရှိနေတဲ့အသေးသက်မှာတော့ပါဝင်နေပြီးတော့အလေလက်အဆင့်သက်တော့မပိုပါဘူးအိမ်ကွင်းစောင့်ောက်ရင်၅ပွဲမှာတော့ဖုန်းစမောက်က၂ပွဲနိုင်၃ပွဲတည်၂ပွဲရှုံးဆိုပြီးတော့ရမခုနှစ်မတ်ရရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်ဖုန်းစမောက်နဲ့ကိုဗင်တတီတို့ရဲ့ဟတ်တုကအနေထားမှာတော့အများကြီးကိုကွာဟခြင်းမရှိဘဲနဲ့ဖုန်းစမောက်က၅ပွဲအနိုင်ရရှိထားပြီးတော့၂ပွဲတည်ကိုဗင်တတီက၆ပွဲဆိုပြီးအနိုင်ရရှိထားပါတယ် ပေါ်မောက်ဆက်အင်ကွင်းနောက်ဆုံးနှစ်ပွဲဆက်မှာတော့ကိုမေဒီကအနိုင်ရရှိထားခြင်းမရှိဘဲနဲ့မနစ်ကတွေ့ဆုံမှုမှာတော့4-1ဆိုတဲ့ဝက်ဆက်နဲ့ရှုံးနေထားပြီးတော့နောက်2019ခုနှစ်မှာတော့3-3ဆိုတဲ့တေရလက်ထပ်ပေါ်ထားခဲ့တာကိုတွေ့ရှိထားရပါတယ်။ရရှိဖွင့်လင်းထားတဲ့ဟာတစ်ကတ်ကြေကျော်မှာတော့ကိုမေဒီကနေပြီးတော့ post mark ကိုဘန်ပလက်80အနိုင်ဆိုပြီးဖွင့်လင်းထားပါတယ်။ ဂိုပေါင်းဖွင့်လင်းလာမှုမှာတော့ OBDD ရဲ့ဂိုပေါင်းဖွင့်လင်းမှုက 3+60 အနိုင်ဆိုပြီးဘူဂီတွေကဖွင့်လင်းထားတာကို တွေ့ရှိထားတဲ့အတွက်ခြေတန်းတွေကိုမိတ်ဆွေတို့အတွက်ကျွန်တော်အသေးစိတ်ထပ်မံပြီးပြောပြပေးသွားဦးမှာလည်းဖြစ်ပါတယ်။ OBDD ရဲ့အချိန်ပြိုင်ပြီးခဲ့တဲ့အဝေးကွင်းပွဲစဉ်နှစ်ပွဲမှာတော့ post mount တဲ့အဆင့်အတန်း post mount တဲ့အဆင့်နှိပ်ပါတဲ့ခြေစွမ်းနှိပ်တဲ့အတင်းတွေကို ချက်ပြီးဝမ်းနဲ့ဒင်းနဲ့ပွဲစဉ်မှာတော့ကိုပင်စတီကဝမ်းတီခြေနဲ့ဖွင့်လင်းခဲ့ပြီးတော့ဖိုက်စည်းဆိုတဲ့ဝက်ဆန်နဲ့အနိုင်ရရှိထားပြီးတော့ Oxford United အတင်းနဲ့ပွဲစဉ်မှာတော့ကိုပင်တတိက 1+30 အနိုင်ခြေတန်းဖွင့်လင်းခဲ့ပြီးတော့တူးတူးဆိုတဲ့ဂဇက်ထပ်ပေါ်ခဲ့ပြီးတော့လောင်းချင်းအောင်မြင်မှုမရရှိတဲ့ကြတာကိုတွေးရှိထားပြီးတော့ရရှိ ုံမင်တတီရဲ့ force mount ကိုဖွင့်လှစ်ထားတဲ့1 plus 80အနိုင်ခြေတန်းကတော့အင်မတန်ကိုပြေရှားမှုရှိနေတဲ့ဖွင့်လှစ်မှုခြေတန်းနဲ့ဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်တော့ဖုံမောင်ရဲ့အိမ်ကွင်းမှာမယ်တယ်ပြောင်းတဲ့တွေ့ဆုံအချိန်တုန်းကမယ်တယ်ပြောက force mount ကို level 20ရှုံးတာခြေတန်းဖွင့်လှစ်မှုရှိခဲ့တာကို တွေ့ရှိသားပြီးတော့အဲ့ဒီပွဲစဉ်မှာတော့ဖုံမောင်ကတကောကုန်းကြီးဆိုတဲ့ရလတ်နဲ့အနိုင်ရရှိထားခဲ့တာကိုတွေ့ရှိသားပါတယ်။ဒါကြောင့်မလို့ချန်ပီယံရှစ်မှာအဆင့်နှစ်နေရာဥဆောင်နေတဲ့မယ်တယ်ပြောကတောင် အိုစမောက်ကို level 20ချုံးပဲကျေတန်းဖွင့်လင်းခဲ့ပြီးတော့ဝမ်သီဆိုတဲ့ဂဇက်နဲ့ချုံးလိုက်ခဲ့တာကိုတွေ့ရှိထားတဲ့ကြောင့်လက်ရှိငတဲ့ပြောနေအဆင့်တဆင့်သာကွာကွာဟနေတဲ့ကိုဗင်ဒတီကအိုစမောက်ရဲ့အိမ်ကွင်းမှာ1 plus 80အနိုင်ကျေတန်းဖွင့်လင်းထားခဲ့တာကအင်မတန်ပြင်းထန်မှုရှိနေတဲ့ဖွင့်လင်းမှုကျေတန်းလည်းဖြစ်ပြီးတော့ဂိုးပေါင်း3 plus 60အနိုင်ဖွင့်လင်းမှုကျေတန်းကလည်းဖွင့်လင်းမှုအနည်းငယ်ပြင်းထန်နေတဲ့ကျေတန်းလည်းဖြစ်ပါတယ်မနေ့က4 plus ရဲ့အိမ်ကွင်းမှာပြည့်စုံချိန်တုန်းက ကိုမဒတီကလက်ရှိခြေတမ်းပဲဖွင့်လင်းခဲ့ပြီးတော့1 plus 60အနိုင်ဖွင့်လင်းခဲ့ပြီးတော့ postmark က41ဆိုတဲ့ result နဲ့အနိုင်ရရှိတာကိုတွေ့ရှိထားပါတယ်။ဒါကြောင့်မလို့ lambda ဥဆောင်မှုနဲ့အတူတောက်လျှောက်ရှည်စွမ်းထက်လာတဲ့ကိုမဒတီကလက်ရှိပေးထားတဲ့ခြေကျော်1 plus 60အနိုင်ခြေတမ်းကလည်းအနိုင်ရရှိဖို့ပေါက်ကြီးဖြစ်တာကြောင့်တနော်ရဲ့ရွေးချယ်မှုကတော့ကိုပင်တတိ body တကြောင်းနဲ့သာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်နှစ်ပွဲမှာတော့တနော်ရဲ့ရွေးချယ်မှုကတော့ Atlantic ကို body နဲ့ကိုပင်တတိ body တို့ဖြစ်ပါတယ်။ မိတ်ဆွေတို့ဘက်ကအကြိုက်ချင်းတူရင်တော့ကျွန်တော်ရွေးချယ်ပေးလိုက်တဲ့ပွဲစဉ်တစ်ပွဲစလုံးကိုမိတ်ဆွေတို့ဘက်ကအိုက်ဆော့နိုင်ပါတယ်အကြိုက်မတူတဲ့မိတ်ဆွေညီကိုတွေရှိရင်တော့ဘက်ကံပြီးဆော့နိုင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီကိုများကြည့်ရင် subscribe လုပ်သားပါဒါမှတစ်ယောက်တစ်ချက်တည်းနှိပ်ပြီးတော့ကျွန်တော်ကိုအားပေးလို့ရပါတယ်မိတ်ဆွေများအားလုံးဝတ်လက်ပါ